Hello Cheer ရေ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာကျွန်တော်ရေ Big Boss Relation Channel နဲ့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့2025ခုနှစ်မေလ3ရက်နေ့ရဲ့ညပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူတွဲမှကြည့်ကြမှာဖြစ်ပါတယ်ခင်ဗျာโอเคဒီနေ့မှာတော့ဒီဖန်စီရမိတဲ့ဒီ Fusory ကောင်းဆောင်လှိုင်မင်းရဲ့ဝန်ခံဒီလူတွေတက်တဲ့အကြောင်းကိုဝန်ခံထွက်ဆိုချက်နဲ့အတူ ဒီ no fly zone ကိစ္စတွေဖြင့်အချမ်းပဲစစ်ကောင်စီကပေါ့နော်ဒီလူငယ်တွေကိုနိုင်ငံခြားမသွားဘဲနဲ့ပေါ့နော်ပြည်တွင်းမှာလှုပ်လှုပ်ကိုင်ဖို့ပြောရဲဆိုတဲ့သတင်းတွေအပြင်တော်လိုင်းကြီးကိုစော်ကားနေတဲ့ဒီအမျိုးသမီးငယ်တယောက်ကိုဒဲဆော်လိုက်တဲ့ကိုစစ်ဗီဒီယိုဖိုင်ကိုကြောက်ကြည့်အောင်ဖြစ်ပါရနော်အခြားထဲမှာလည်းသတင်းတွေအများကြီးပါပါတယ်ဟုတ်ကဲ့အရင်ဆုံးကျွန်တော်လူကြီးတူရှင်သတင်းတွေဆက်လိုက်မယ်နော်အဲ့ဒါတရင်ဘုတ်ကတော့တက်တလင်းတွေစစ်ကောက်စီရဲကင်းစကန်ကို တိမ့်ပိုက်ရရှိပြီးစစ်ကောင်စီတစ်ဖက်ဝင်နှစ်ဦးမျိုးစားဖြစ်ပြီးလက်နက်၅လက်တိမ့်ပိုက်ရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းမဖြစ်ပါလေဗျာ။ နောက်ထပ်သတင်းတစ်ပုဒ်ကလည်းကျွန်းစုတွေကိုကိုကိုအဆုံးစီခဲ့သည့်စစ်ကောင်စီတပ်သားအလောင်းကိုလာကောက်သောဖြူစော်ဒီကမိုင်းဆွဲခံရဆိုတဲ့သတင်းပဲဖြစ်သွားရင်နော်အဲ့တော့မိအေး၃ခါ၄ခါလောက်နာသွားတဲ့အချိန်မှာရှိပါရင်နော်တည်သွားတဲ့စစ်ကောင်စီတပ်သားအလောင်းကိုလာကောက်တဲ့အချိန်မှာမိုင်းဆွဲပြီးတိုက်ခိုက်ခဲ့တယ်ကားမှာပါလာတာဖြူ၆ရောက်လောက်ရှိတယ်ဖြူကောင်းဆောင်ထုံးဝေကပွဲချင်းပြီးမျိုးစားဖြစ်သွားတယ်သူ့အလောင်းကိုမောင်းလော်ယူရမှာ၅ရက်ထားတယ်ဖြူဖွဲ့ဝင်လေးဦးတိခိုက်တိုင်ရရတယ်တဲ့ဒဏ်ရရတဲ့ဖြူဖွဲ့ဝင်တွေကိုမြေအစည်းအဝေးကိုပို့ဆောင်ထားတယ်လို့သတင်းကတိကျရတာဖြစ်ပါနော် နောက်တဲ့သတင်းတစ်ပုဒ်ကတော့ညောင်လေးပင်တွင်ပြည်သူတအူးကိုအရှင်လက်လက်လေလီတက်ဖြတ်မှုအပောင်းဝင်ပြည်သူ20ကျော်ကိုအစုလိုက်အပြုံလိုက်စစ်တပ်နဲ့အတူတက်ဖြတ်ခဲ့တယ်လို့ဝန်ခံထားတဲ့ပြူစောတီကောင်းဆောင်လှိုင်မင်းရဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်ကြည့်အောင်ဖြစ်ပါတယ်နော်အဲ့တော့ဒီကောင်ကတော်တော်လေးကိုရုံမှရက်ဆက်ပြီးတော့ပြည်သူတက်ထားဖြစ်ပါတယ်နော်အဲ့တော့သူဘာဝန်ခံထားဆိုထားလဲဆိုတော့တစ်ချက်ကြည့်လာအောင်နော်သူရဲ့ဝန်ခံထားဆိုချက်ကမိနစ်40လောက်ကြာပါတယ်နော်ဒါပေမဲ့ဒီကြားထဲမှာကျွန်တော်ကဒီ3မိနစ်4မိနစ်လောက်နဲ့အဆင်ပြေအောင်ဖြတ်ပေးထားပါတယ်နော်အပ်ပြီးခဲ့လိုက်တယ်အဲ့ဒီအချိန်မှာသူတို့ကလည်းမေးတာပေါ့မေးမှရိုက်နှောက်ပြီးတော့မေးတယ် အဲ့ဒီမှာအဲ့ငါဦးမှာကလေးနှုတ်ဦးလင်မယားနှုတ်ဦးရဲ့တော့အရွယ်ဟို20လောက်20ကျော်ဝင်20ကျော်လောက်အဲ့ကြောက်တာတောက်အဲ့ငါရောက်ကိုမေးချက်ရှင်ပါသူကလည်းဟိုသူတို့တွားလာမယ်နေလမ်းကြောင်းသူတို့အမှန်တော့တာပေါ့ဒါပေမဲ့ကျွန်တော်တို့ကတော့ဟိုသူတို့လည်းလမ်းမေးရမသိဘူးကျွန်တော်ကတော့မသိဘူးပြောတာပေါ့ဒါပေမဲ့သူကပြဿနာမောင်းတာဟိုဆိုင်ရအဲ့တော့မေးတဲ့ဆရာကြမေးတဲ့ခါကျတော့လေတို့ကလည်းမသိဘူးဆိုတော့ပြန်မသိဘူးဆိုတော့လေဒါခင်ဗျားတို့သဘောပဲခင်ဗျားတို့ဆက်ပြီးတော့ရှင်းလိုက်တော့ကျွန်တော်တို့ကတော့ကျွန်တော်စကန်ကျွန်တော်ပြန်မယ် ဟိုကျွန်တော်ပြန်လာခဲ့တယ်။နောက်နေ့မှာကျွန်တော်မေးတဲ့ခါကျတော့ငါတို့ဘယ်လိုလုပ်လိုက်လဲလို့ဟိုဘယ်ကိုပို့လိုက်လဲလို့ကြုံပြီးတော့မနစင်ပို့လိုက်တူတူပေါ်ပါလေ။အဲ့ဒီမကြားလေးအဲ့ဒီအချိန်နည်းနည်းကြာပါပဲကျွန်တော်တို့ကဒီပစုံမျောရွာတွေကစာသင်ကျောင်းတောင်ပါလူတန်းတွေကြားတယ်ဆိုရင်ကျွန်တော်ဖြတ်သွားဖြတ်လာလောက်ရတယ်။အဲအကြောင်းအဲအကြောင်းကျွန်တော်ကြော်သွားတယ်။ကြော်ရင်အချိန်ကပါအဲအကြောင်းတော့ရောက်တော့လူတန်းကြားလို့ဆိုတော့ခရုံးဆိုတော့အတန်ကြားလဲလို့ဆိုပြီးတော့ဟာဒီထဲမှာပါလဲပေါ့။အဲကြောင်တော့ခွေးလို့တော့မရှိတော့ဘူးဆိုတော့အာဒါဆိုတော့လူပဲဆိုတော့ကျွန်တော်တို့တွက်ကြည့်တယ်။တွက်ကြည့်ရင်ပါတမခေါ်ပေါ့မရှိကအော်တမခေါ်ခေါ်ပေါ့ ကိုအဲ့ရခေါင်းကအဲ့တော့ကိုလာမယ်ဆင်းတော့တက်ကြည့်ကျွန်တော်ပွားထောက်ပြလာမယ်ပြီးကြည့်ခါတယ်ကြည့်ရရင်ကျွန်တော်တော်လေးသွားကြည့်လာအောင်လူတယောက်တွေ့ခဲ့ပါတယ်လူတယောက်တွေ့လဲကျွန်တော်ခန်းလာခဲ့တယ်အဲ့ဒီလူကအသက်30ဝန်းကျင်လောက်ရှိပါတယ်အဲ့ဒါအဲ့ခင်ဗျားဘာသာလွတ်လာပေါ့သူကမေးတယ်အဲ့ခေါင်းကလေးပေါ့သူကဘာမှလို့မဖြစ်ဘူးတာကင်လိုပဲပြောတဲ့ခါကျတော့ကင်လိုရောဘယ်လိုသူကဘယ်လိုပြောလို့ပြောနေမှမသိဘူးအဲ့မဲ့လူကစိတ်နှံ့လားမနှံ့ဘူးလားတော့ကျွန်တော်ယူစားတော့ကျွန်တော်တော့ယူစားထက်ဘူးအဲ့ရှင်ပါအဲ့နဲ့ တော့ကျွန်တော်မေးလိုက်တဲ့အချိန်မှာပမာဏလုံးကပြောတော့ဟာဒါဆိုရင်တော့ကတော့ကလေးပြောဒါဆိုပီတီရမယ်ဒီထဲမှာပီတီရရင်တော့ခူအောင်ွားလာအမေလို့ပီတီရလေးကကြက်နေခဲ့တာမလို့ပါလဲဘာလာထောက်လန်းလာလဲဆိုပြီးတော့သူကမေးလိုက်ရှင်မှာအဲ့မေးမေးနဲ့ဒီဘက်ကျောင်းဒီဘက်နားလောက်ပါဇီလန်းလောက်ပါကျွန်တော်ခေါ်သွားပြီးတော့အမေဒါဆိုတော့မင်းတို့အဖွဲ့ဒီဘက်မှာလဲသူကမေးတယ်မှန်မှန်ဖြစ်သူကသူကဘာမှလို့မဖြစ်ဘူးကျင်လို့ပဲပြောတယ်ကျင်လို့လားရှမ်းလို့လားရှင်းလို့လားမသိဘူးအဲ့30ဝန်းကျင်ဆိုတော့ဒါဟိုသူကလည်းတော့တောက် ဟာမင်းအားဆိုလို့ရင်လောက်တော့မေးတာမဖြစ်ဘူးဟာဆိုတော့ကျွန်တော်ရှုပ်ခိုင်းပါလေကျွန်တော်ရှုပ်ခိုင်းပြီးကျွန်တော်ကန်ပြလာတဲ့ခါကျတော့သူကကျွန်တော်ကိုဒီခေါင်းကကန်လို့ပြောတယ်ခေါင်းကကန်ကျွန်တော်ခေါင်းကိုသူညင်အောင်ကန်ပြလာသူမင်းနေတာပေါ့အဲသူရိုက်တက်ပြီးမေးတော့လည်းမဖြစ်ဘူးမဖြစ်အောင်ဟာဆိုတော့သူလည်းမေးဘူးခေါင်းကခုခေါင်းကခေါင်းကတော့လည်းမေးတော့ဒါနဲ့ရှင်းလိုက်ပါလေဒါလည်းလိုက်ပါလေခေါင်းကတော့ဆိုတော့ဟိုကျွန်တော်မဖြစ်ချင်ဟာဆိုတော့လည်းလိမ့်လိုက်ပါလေဟုတ်ကဲ့ကျွန်တော်တစ်လပိုင်း လာတယ်ဒါသူကိုယ်တိုင်ဝန်ခံရမှာเนาะအဲ့တော့ဒီတယောက်ကအားလုံးသိပါတယ်เนาะဒီကြိုက်သူဂရက်ချောင်းရီတကောမဖမ်းမိတဲ့ဒီပူစော်ဒီအုပ်စုလိုက်ဖမ်းမိတဲ့ကပူစော်ဒီကောင်းဆောင်လိုက်မိဖြစ်ပါတယ်เนาะအဲ့တော့သူဘာထပ်ပြောထားချက်ချနာအောင်ကြည့်အောင်ဒီတင်းလုံးကျွန်တော်ဝင်တယ်တင်းလုံးဆိုတော့ကျွန်တော်အထင်မြင်ကျွန်တော်ရခမန်းရယူသားကြီးရဆိုပြီးကျွန်တော်အနည်းဆုံးမှရှိလို့ဆိုရ80 80လောက်ရှိပါတယ်အဲ့ဒီမှာသူကကိုတီးတွေရောဆက်လက်တွေရောဟိုအမီတူးတွေရောသူတို့ကတုံးပြီးတော့ဒါလည်းဝင်ချသွားတာပဲအားဒီမှာလူရှိတာလူရှိတဲ့ဟိုကိုလူရှိတာဆိုတော့မေးတယ်မေးပြီးတော့ဒါလည်းသူတို့ တစ်စလုံးဝင်ချလာတယ်။ဝင်ပြီးတော့အဲ့ဒီမှာသူကစပြီးတော့အဲ့ဒီကိုသူပြန်ပြီးတော့တင်ပြည့်ယူသွားပါခင်ဗျာ။ဟောကျွန်တော်14ရက်4လ2025မှာကျွန်တော်တို့ငားပြီးတော့ကျွန်တော်ကြက်တူဖျားဖို့ကျွန်တော်လာခဲ့။ကျွန်တော်မိသားစုတွေပေါ့။မိသားစုနဲ့ကျွန်တော်ဖျားဖို့ထွက်လာခဲ့လေ။အဲ့ဒီမှာကျွန်တော်15ရက်4လ2025မှာကျွန်တော်ပြန်ပြန်ဆင်းလာတယ်။ပြန်ဆင်းလာကျွန်တော်ခရက်ချောင်းမှာကျွန်တော်ရေဝင်ဆော့တယ်။ရေဝင်ဆော့တဲ့အချိန်မှာပဲတော်လေအရာစုနဲ့တွေ့ပြီးတော့ကျွန်တော်တို့ဖန်စီထင်းထင်းကျိုးကျွန်တော်ခံခဲ့ခံခဲ့ရပါတယ်။ဟုတ်ကဲ့ကျွန်တော်ပြည်သူတွေပေါ့ကိုတစ်တွေကျွန်တော်အများကြီးကျွလုံခဲ့ပါတယ် အဲ့ဒီတော့လည်းကျွန်တော်အခုချိန်မှာကျွန်တော်နောက်လည်းရမိပါတယ်။နောက်လည်းရမိရတဲ့အတွက်ကျွန်တော်ပြည်သူတွေကပြေးလာမဲ့ပြစ်တွေကိုပြစ်ဒဏ်တွေကိုကျွန်တော်ရေးဝင်ပဲခိုင်သွားပါမယ်ခင်ဗျာ။ကဲဒါတော့နော်ဒီကရကြောင်မှာဖမ်းမိတဲ့ဖြူစော်ရီကောက်ဆော့လှိုက်မိမဲ့ဖြစ်ပါတယ်အဲ့တော့လူလေရီသက်တဲ့ဟာလည်းဝန်ခံထားတာရှိတယ်ဒါပြင်လူရောက်20လောက်ကိုပေါ့နော်ဒီစစ်ကြောင်းနဲ့တက်ဖြတ်တဲ့ကိစ္စတွေပါလည်းဝန်ခံထားတွေ့ရပါတယ်နော်အဲ့တော့ဘယ်လိုမျိုးအစီအမလဲဆိုတော့မသိသေးဘူးဒါပြင်ဒီလိုမျိုးလူတွေကတော့အသက်ရှင်ဖို့မထိုက်ပါဘူးနော် ကဲနောက်ထပ်သတင်းဒီပုတ်ကတော့ဘိုးကြီးနေမျိုးစင်တုံသက်တင်ပြထားတယ်ဗောနော်ဒီဘင်္ဂလားဒေ့ရှ်နဲ့အာရခတက်မတော်ဂျာဒီရခိုင်ဂျားထဲမှာဗောနော်ဒီစိတ်ဆက်ညှိနှိုင်းမှုတွေဂျားထဲကနေ no fly zone ဆိုပြီးပေါ်လာမဲ့ဟာမျိုးတွေသတင်းတွေကြားနေရမှာเนาะအဲ့ဒါနဲ့ပတ်သက်ပြီးသူပြောထားတယ်နောက်နောက်ကြည့်အောင်เนาะဖက်စစ်ဂျမ်းဖဲအုပ်စုဟာပြည်ဟာပြင်းထန်စွာတက်ရောက်လာပြီးတော့သူဒီနေ့မနေ့ဖားတဲ့သတင်းတွေကဘင်္ဂလားဒေ့ရှ်အဝါမီလိဂ်ပါတီကနေပြီးတော့လက်ရှိ unit အစိုးရရဲ့ဆောင်ရွက်ချက်တွေထွက်ပေါ်လာတဲ့သတင်းတွေအထက်ကဘင်္ဂလားဒေ့ရှ်နဲ့ပြည်အဆက်မှာ လူသားချင်းစာနာမှုဇင်းကြံတစ်ခုတိဆောက်ရန်ကြိုးစားခြင်းဟာဘင်္ဂလားဒေ့ရှ်ကိုဒေသတွင်းပရောင်စီစစ်ပွဲကိုဆွဲသွင်းရရောက်တယ်ဆိုပြီးအပြစ်ဒဏ်ကန့်ကွက်တယ်ဆိုတော့နယူလီတီအုံနှုံးနေရရုပ်ကွန်မြူနစ်ပါတီရဲ့နောက်ခံနဲ့ရပ်တည်ခဲ့မှုတဲ့ရှေးခါစီနာပါတီရဲ့စတင်လူလုံလာတဲ့နိုင်ငံရေးထုံးနှံမှုတစ်ခုဖြစ်ပါတယ်ဒီမှာဆက်နွယ်လာတဲ့လူသားချင်းစာနာမှုဇင်းကြံဆိုတဲ့သဘောဟာအရခပီမာ ဘေကင်းလုံခြုံနဲ့ no flying zone တခုပေါ်လာနိုင်ပေါ်လာနိုင်ဖို့စတင်လာတဲ့နိုင်ငံတကာပအဝင်မှုဖြစ်တယ်လို့လည်းတချို့ကပြောပါတယ်ဒီချိန်မှာပဲလာရှူမြို့တွေကိုတရုတ်တပ်တွေအင်အားအနည်းဆုံး900မှ800အထိမြောက်တက်ဆွဲထားတယ်ဆိုတော့ကျွန်တော်ထံပေးပို့လာတဲ့တည်နေအရာလေးပဲတရုတ်ကွန်မြူနတီပါတီရဲ့မြန်မာပြည်ခါးလက်ပိုင်းတစ်လျှောက်နဲ့ရခိုင်ပြည်ဗရခပြည်တီကိုဆက်ဆက်ပြီးတော့သူတို့ဆွဲယူတိမ်တွင်းနှောင်းမှုထိန်းချုပ်ဖို့ဘလော့တီပြင်ဆင်နေတယ်ဆိုတာကိုလည်းကျွန်တော်တို့ခံမှန်းလို့မရနိုင်တဲ့အခြေအနေဖြစ်ပါတယ် ဒီချိန်နေမှာအခုမင်းအောင်လာအုပ်စုဟာဆုတ်လဲစုစားလဲယူဖြစ်ပါတယ်သူအနေနဲ့ကြွေးကြော်နေတာတော့လာမယ့်နှစ်ကုန်ပိုင်းမှာရွက်ကောက်ပွဲကျပမှာဖြစ်တယ်သူအနေနဲ့ပြီးခဲ့တဲ့စမူတန်ဟောင်းလို့ခေါ်တဲ့စစ်သားစိတ်နဲ့စစ်ယူနီဖောင်းပွက်ခဲ့ပြီးတော့ပြည်သူလူထုနဲ့တိုင်းသားတရားလုံးကိုဒီလောက်ဖျက်ဆီးနေတာကိုခုတတိမတွေးဆနိုင်တဲ့စစ်သားဖြစ်ခဲ့မှုတွေရဲ့ညီလာခံခံနာမှာသူပြောတာတွေ့ရပါတယ်အဲ့ဒီရွက်ကောက်ပွဲဆိုတာလည်းတကယ်တော့မင်းအောင်လာရင်နဲ့သူ့ကိုဩဇာခံတဲ့လူတစု တရားဝင်ရွေးကောက်ပွဲနီလန်းနဲ့အာဏာရယူတယ်ဆိုပုံရိပ်တိဆောက်ဖို့အတွက်နိုင်ငံတကာကိုလှည့်စားနိုင်ဖို့အတွက်အတင်းအဓမ္မအတင်းကျပ်တနပ်ပြောင်းနဲ့ထောက်တခါတလေမှလည်းပဲကြည်စံနဲ့ပြစ်ခတ်ဖြေရှင်းအခုဆိုပဲလုတ်တင်ငားလို့ခေါ်တဲ့တိဆောက်အပတ်စဉ်ကဆင်းခဲ့တဲ့ဘုံကြီးကြော်စီရကိုငငေးသဘောထားအမြင်မတူညီတာနဲ့ပဲသူ့ကိုဝေဖန်တာနဲ့ပဲထောင်ထဲထည့်ခဲ့တဲ့မင်းအောင်လှိုင်ဟာစစ်မှုထမ်းအောင်ညီလာခံအခုဒီပြင်ခေါ်ယူဖြောင်းဖြားပြီးတော့သူ့ကိုတော့မကလန်နဲ့သူသွားမဲ့လန်တိုင်းရအောင်လိုက်လာမလိုက်လာတဲ့လူတွေဒီလိုပဲပြစ်ဒဏ်ပေးမယ်ဆိုတော့ချင်းချောက်ပြီးတော့ရုပ်ောက်ပွဲ တင်းကျင်းပါနိုင်ဖို့ကိုယ့်ကိုယ်လေးပဲသူစုံမနိုင်တဲ့မျိုးတွေကိုအတင်းငိတ်ကန်းတရားဖန်တီးနေတဲ့ဖြစ်စဉ်ပြသဖို့ဒီဒီခေရင်စဲတရက်ရန်လာလို့ကျွန်တော်တခါတွေးမိပြန်ပါတယ် ကဲဒါတော့ဘွေးနေရစီတုတ်တက်တင်ပြတာသတင်းမဖြစ်ပါဘူးနော်သတင်းတွေနေနေနဲ့များလို့ရှိမှာဆိုလို့ပေါ့နော်ဒီလောက်ပဲကျွန်တော်ဖြတ်ခဲ့တယ်ဒီထဲမှာ तू ပြောသွားတဲ့ထဲမှာဆိုရင်ဒီကသတင်းကတော့ဘင်္ဂလားဒေ့ရှ်နဲ့ဒီအေဂျားတွေကပေါ့နော် no fly ဆိုကိစ္စပေါ့နော်တကယ်သာဖြစ်ပေါ်လာပြီးတော့အမှန်တကန်ပေါ်လာတယ်ဆိုရင်တော့ဒါတကယ်ပဲသတင်းကောင်းဖြစ်ပါတယ်နော်ကဲမေဒီနီကထိုင်းနိုင်ငံမှာဒီလမ်းလျှောက်ဆန္ဒပြခဲ့တယ်ကိုဆူရက်တို့အဖွဲ့ရဲ့ဒီအောင်မြင်မှုအကြောင်းလေးကျွန်တော်နားထောင်ကြည့်အောင်နော် အားလုံးမင်္ဂလာပါခင်ဗျာပြီးသွားတဲ့ debate အကြောင်းကိုလည်းပြောလို့ဗျာเนาะကျွန်တော်တို့ debate ကလုံးဝအောင်မြင်စွာပြီးဆုံးသွားတယ်ဗျာเนาะလုံးဝညီညီညွတ်ညွတ်ပြီးဆုံးသွားတယ်เนาะဒီ debate မှာ main point တွေ main အဖွက်တွေမဟာမိတ်တွေလာပူပေါင်းတာကျွန်တော်တို့ network ကလူတွေအာလာပူပေါင်းလို့ဒီပွဲရဖြစ်မြောက်သွားတယ်ဗျာเนาะနောက်တစ်ခုကဒီအာ TikTok ရဲ့ FC เนาะကိုရီးယားပြည်သက်တွေလည်း live မှာပူပေါင်းသွားတယ်ဗျာဆိုတော့အားလုံးကိုလေးစားတယ် နော်အာနောက်တစ်ခုကဒီအဲ့ဒီပတူနန်းဧရိယာမှာအလုပ်လုပ်တဲ့လူတို့ MBK မှာအလုပ်လုပ်တဲ့လူတို့နော်လူပေါင်းကတောင်းချီရှိတယ်ဗျာနော်ကျွန်တော်တို့ဒီလောက်မင်းအောင်လိုက်မအီလိုးလို့ဆဲမှလမ်းလျှောက်တပိတ်လောက်တာတော့မှအာအဲ့ဒီဧရိယာလူတွေကလာရင်မှမပူပေါင်းဘူးဗျာနော်အဲ့ဒီမပူပေါင်းတဲ့အတွက်လည်း AC ပဲကျွန်တော်တို့က no problem ကိစ္စမရှိဘူးနော်ဘာဖြစ်လို့လဲဆိုရင်အာကိုတို့ကတမင်းချက်တဲ့လူတွေဗျာတမင်းချက်တဲ့လူတွေဆိုတော့အကုန်လုံးအတွက်ကိုတို့ကချက်ထားတာ เนาะဆိုတော့ဒီအချိန်မှာချင်းဝိုင်းမခုတ်ဘူးရေဝိုင်းမကူဘူးဆိုရင်လည်းဖြစ်တယ် no problem is it ကဲဒါတော့ကိုစီရပြီးတော့ဘာပြောဖြစ်ပါเนาะအဲ့တော့မေဒီနီကလမ်းလျှောက်ပြီးဆန္ဒပြခဲ့တဲ့အစီအစဉ်လေးအောင်မြင်ခဲ့တယ်ဆိုတော့ကြာဝန်သားပါเนาะအဲ့တော့ဒီအချမ်းဖက်စစ်ကောင်စီကိုပေးမဲ့ CIA ဈေးတွေမပေးဘဲနဲ့ဒီထိုင်းနိုင်ငံကိုပေးမဲ့ဆိုပြီးမှသူတို့ကဒီဆန္ဒပြပြီးမှလမ်းလျှောက်ခဲ့ကြတွေ့ပါเนาะ ယ်နောက်တဲ့သတင်းတစ်ပုဒ်ကတော့ပိုးကြီးစီအောင်တင်ဆက်ထားတဲ့သတင်းပေါ့နော်ဒီပို PNOP ဒီပို့အုပ်တက်တွေပါပေါ့နော်ရုရှားကစစ်တင်တန်းပြတွေခေါ်ပြီးမှစစ်ရင်အောင်အလင်းမြန်တိုးချဲ့နေတယ်ပေါ့နော်သူတို့ကဝါတက်လိုမျိုးပေါ့နော်ဒုတိယဝါတက်ပုံစံပေါ်ပေါက်လာဖို့ကြိုးစားနေတယ်ဆိုတဲ့အကြောင်းနားထောင်ကြည့်အောင်နော်အာမျိုးဥကိုအကြောင်းပြုလို့ပို့တွေဟာစစ်ရင်အောင်အလင်းမြန်တိုးချဲ့နေပါတယ်ရုရှားနေပြတွေဈေးကြီးပေးပြီးလက်ချက်တင်ကြားပေးနေတယ်လို့သိရပါတယ် ရုရှားနေပြစီရင်ကျွမ်းနေသူတွေခံမှန်းနေကြသလိုဝါတက်ဖွဲ့ပြီးရင်အင်အားအကောင်းဆုံးလက်နက်ကင်တက်ဖွဲ့တက်ဖွဲ့ချစ်လာနိုင်ခြင်းရှိတယ်ဆိုတာမှန်ကန်တော့မယ်အလားလာကိုရောက်နေပြီဖြစ်ပါတယ်ကြားသိရတဲ့နေနေကန်သတင်းတွေဒါမှန်ကန်ခဲ့မယ်ဆိုပါရင်အမှန်27စစ်စင်ကိုကဲမှုဌာနချုပ်ကိုစစ်ကောင်စီလက်လွတ်လိုက်ရပြီလို့ဆိုရမှာဖြစ်ပါတယ်ဟွန်းစစ်ဌာနချုပ်ထဲကနေစစ်စင်ကိုကဲမှုနဲ့အဖွဲ့တွေ အားလုံးဟာစုံခွာထွက်ပြေးသွားကြပြီး viewer ကောင်းနေမှာပြန်လဲအခြေပြုတက်ဆွဲထားတယ်လို့ပြောနေကြလို့ဖြစ်ပါတယ်မခွေတိုင်းတရက်ခရိုင်အမတ်ဆက်သုံးကာဝေးပစ္စည်းဆက်ရုပ်ကိုပြစ်ခတ်တိုက်ခိုက်မှုနဲ့ဂျင်းနာသားရဲစခန်းစီးနင်းတိုက်ခိုက်ဖျက်ဆီးမှုဟာအတော်လေးကြည့်ရိုက်သွားဟန်ရှိပါတယ်မလွန်ခြေဆိုင်အမတ်နဲ့ကာဝေးပစ္စည်းဆက်ရုပ်နင်းညလုံခြုံရေးမပြတ်စောင့်ကြံ့နေရပါတယ်အမတ်နဲ့ကာဝေးပစ္စည်းဆက်ယုံနဲ့အမတ်ဆက်သုံးကာဝေးပစ္စည်းဆက်ယုံကြား အာဆီယံစက်ပစ်ဝင်တည်ရှိရာစက်ကဲချင်းပတ်ချာတယ်မှာလဲညဘက်ဆိုကင်းမုံတွေချလာတာတွေ့ရပါတယ်ကဲဒါတော့ဘိုးကြီးစင်တည်ဆက်ထားတဲ့တင်းမဖြစ်ပါဘူးနော်ကဲနောက်ထပ်တင်းပုတ်ကတော့ချမ်ပစ်စစ်ကောင်စီရပါနော်စစ်မှုထမ်းဥပဒေနဲ့ ဒီလူငယ်တွေကိုဖမ်းဆီးပြီးတော့စစ်ထဲကိုထည့်လိုက်တာဟာမြန်မာပြည်တဝက်နီးပါးလောက်ကုန်ပြီပေါ့နော်ဒါအပြင်တချို့ဒီစစ်မှုထမ်းထားခြင်းလိုမျိုးနိုင်ငံခြားကိုပြီးသွားတဲ့သူတွေလည်းအများကြီးရှိရပေါ့နော်အဲ့တော့သူကဘာပြောလဲဆိုနိုင်ငံခြားမှာဒီသွားပြီးလောက်တာထားမြန်မာပြည်မှာလုံလုံချုံချုံလာလို့ကြပါဆိုပြီးပါနော်ပြန်ခေါ်နေတဲ့သတင်းပေါ့နော်အားလုံးလည်းကြားပြီးသားဖြစ်ပါတယ်အဲ့သတင်းနဲ့ပတ်သက်ပြီးဦးသိမ်းမြတ်တုံးတက်ထားနားထောင်ကြည့်ရမှာဖြစ်ပါတယ်နော်အဲ့တော့ဒီသတင်းကိုကြီးညာထားတဲ့ဟာလေးကျွန်တော်အရင်ဆုံးနားထောင်ကြည့်လာအောင်နော် ဒီဘသို့သွားရောက်လုက္ကင်မှုများကြောင့်ပြည်တွင်းမှာအလုသမားရှားပါမှုများဖြစ်ပေါ်လျက်ရှိတာကြောင့်ပြည်ပသို့သွားရောက်လုက္ကင်ခြင်းထက်ဘဝလုံခြုံမှုရှိတဲ့ပြည်တွင်း၌လုက္ကင်နိုင်ရည်တို့ကိုဆောင်ရွက်ရန်လိုအပ်ပါကြောင်းဘလို့မျက်နှာနဲ့များဒီလိုစကားတွေပြောနေတာပါလေဟုတ်တယ်ပြည်တွင်းမှာဘဝလုံခြုံမှုရှိတဲ့သူလို ICC ဖမ်းမှာကြောက်လို့ပြည်ပရောက်တာနဲ့ကြီးလန့်စားစားဖြစ်နေတဲ့သူမျိုးဆိုရင်တော့ပြည်တွင်းကပို့ပြီးတော့လုံခြုံတယ်ဆိုတာဟုတ်မှာပေါ့ဗျာလူငယ်တွေအတွက်တော့ပြည်တွင်းကမလုံခြုံလို့ ပြိပထွက်ကုန်ကြတာအားလုံးသိပါတယ်ဖက်နယ်ဗျာအိမ်မော်တက်ဖန်လမ်းပေါ်မှာပေါ်တာဆွဲဆက်ယုံနဲ့စစ်ကားထုတ်ပြီးတော့အတင်းခေါ်တင်နေတဲ့နိုင်ငံကဘဝလုံခြုံမှုရှိတယ်ဗျာဗကအမတ်ကြီးဥတက်ချင်းမေးတယ်လို့မေးရမှာပဲဟုတ်ပါမလားမောင်ကာလူရဲ့ဆိုပြီးတော့စစ်မှုတန်းနာမည်တက်ပြီးတော့လူဖန်ပြန်ပေးဆွဲတဲ့အလုပ်ရကတောင်းချမ်းရန်ကားလုံးလို့လူငယ်တွေနိုင်ငံသားကိုရတဲ့နည်းနဲ့ထွက်ကြပါလေနိုင်ငံသားထွက်ဖို့ငွေကြေးမတက်နိုင်တဲ့သူတွေကတော်လိုင်းရေးအဖွဲ့တွေစုမိုးတဲ့နေမြေတွေကိုသွားနေကြပါလေအဲ့ဒီမှာလဲ ပြဿနာကထပ်ရှိပြန်ပါတယ်။တွန်လိုင်းရေးအဖွဲ့တချို့ကအတင်းအဓမ္မစစ်မှုထမ်းခိုင်းတဲ့အလုပ်တွေကိုလုပ်နေကြပြန်တော့လူငယ်တွေမှာဘဲသွားသွားမလုံခြုံဘူးဆိုတာမျိုးဖြစ်လာနေပါတယ်။ပေးစရာလဲငွေမရှိပြေးစရာလဲမြေမရှိဆိုတော့ဘဝမျိုးရောက်ကုန်ကြပါတယ်။တိတ်မကြခင်ကပဲရောနယ်ဘက် ကတွန်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းဖို့အမိန့်စာထုတ်ပါတယ်။အဲ့ဒီအဓမ္မစစ်မှုထမ်းစင်ခေါ်တာကိုကြောက်လို့ဂန်ကောထီလင်းကြောက်ထုစောကြောနယ်တွေမှာလူငယ်တွေအိုးအိမ်စွန့်ခွာပြီးတော့ထွက်ပြေးကြပါတယ်။ရဲဘော်ထဲမှာတာရင်နာရေးရှိရင်တောင်မှကုညီလောက်ကြိုင်မဲ့လူငယ်လူရွယ် မရှိတော့အောင်ထိရှားပသွားတယ်လို့ဆိုပါတယ်။အာရခတက်တော်ကလည်းစစ်မှုတန်းစင့်ခေါ်ပါတယ်။ရွာသားတွေနဲ့အစည်းအဝေးလုပ်ပြီးတော့စစ်ထဲကိုဝင်ခိုင်းတာပါ။သူတို့အပြင်ကိုကန့် MNDAA တအား TNL SSA တောင်းတဲ့မြောက်တို့ကလည်းစစ်မှုတန်းစင့်ခေါ်ပါတယ်။တခြားအဖွဲ့တွေလည်းရှိပါသေးတယ်။အဲ့ဒါလိုစစ်မှုတန်းအာရမစင့်ခေါ်တဲ့တော်လိုင်းအဖွဲ့တွေရှိတယ်လို့စစ်မှုတန်းအာရမစင့်ခေါ်တာမျိုးကိုလုံးဝမလုပ်ဘူးဆိုပြီးတော့မူချပြီးတားမြစ်ထားတဲ့အဖွဲ့တွေလည်းတချို့ရှိပါတယ်။ဥပမာကယနီလူမျိုးပေါင်းစုံပြည်သူလူမျိုးရေးတအူး လလတဆိုလို့ရှိရင်အတင်းအဓမ္မစင်ကူတန်စစ်ခေါ်တာမျိုးကိုမလုပ်ရဘူးလို့တားမြစ်ထားတယ်လို့အသက်18နှစ်မပြည့်သေးတဲ့သူကိုတက်မှာလက်မခံဘူးဆိုတော့စီကံမျိုးလည်းထုတ်ထားပါတယ်စစ်ကောင်စီကလူငယ်တွေကိုအတင်းအဓမ္မစင်ကူထပ်ခိုင်းတဲ့အတွက်ပြည်သူတွေကစစ်ကောင်စီကိုအလွန်မုန်းပါတယ်အဲ့ဒီလောက်ရက်ကိုအာနာရှင်လောက်ရက်ဆိုပြီးတော့တိတ်ဆက်ဆုပ်ရွှန်ရှာကြပါတယ်အခုတော့တော်လန်ရေးအဖွဲ့တွေကလည်းစစ်အာနာရှင်တွေလှုပ်တလို့လိုက်လှုပ်ကြတာဟာတော်တော်အံ့ဩစရာကောင်းပါတယ်စိတ်ပြေစရာလည်းကောင်းပါတယ်တချို့တော်လန်ရေးအဖွဲ့တွေကဒီလိုပြောကြပါတယ်စစ်ကောင်စီက စစ်ကုန်တဲ့အတက်ခေါ်တာနဲ့တော်လိုင်းရေးအဖွဲ့ကခေါ်တာမတူပါဘူးတဲ့စစ်ကောင်စီသားတွေကပြည်သူတွေကိုတပ်ဖြတ်တာနှိပ်စက်တာမီးရှို့တာတွေလုပ်ပြီးတော့တော်လိုင်းရေးအဖွဲ့တွေကပြည်သူကိုကာကွယ်တာဖြစ်တဲ့အတွက်ရည်ရွယ်ချက်ချင်းလောက်ရချင်းမတူဘူးလို့ဆိုရတယ်အဲ့ဒါလိုရည်ရွယ်ချက်မတူလောက်ရမတူတဲ့အတွက်စစ်ကောင်စီကစစ်မှုထမ်းခေါ်တာဟာပြည်သူကိုဒုက္ခပေးတာဖြစ်ပြီးတော့တော်လိုင်းရေးအဖွဲ့တွေကစစ်မှုထမ်းခေါ်တာကတော့ပြည်သူအကျိုးကိုတည်ဖို့ဆောင်ရွက်တာလို့ဆိုကြပါတယ်ဒါဟာလုံလောက်တဲ့စံချေမဟုတ်ပါဘူးစစ်တိုက်တယ်ဆိုတာကိုယ့်အသက်နဲ့ရင်းပြီးတော့လောက်ရတဲ့နိုင်ငံရေးပါအသက်နဲ့ရင်းရတဲ့အလုပ်ကို လုံမလားမလုံဘူးလားဆိုတာကိုကိုဆုံးဖြတ်ချက်နဲ့ကိုပဲဆုံးဖြတ်ရပါပဲအသက်နဲ့ရင်းရတဲ့အလုပ်ကိုသူများဆုံးဖြတ်လို့သူများအတင်းခိုင်းလို့လုပ်ရတယ်ဆိုကြတဲ့ကတော်တော်ကြီးကိုမတရားတဲ့လုပ်ရဖြစ်နေပါပြီတန်ဖိုးပေးရမယ်ဆိုတာမျိုးတွေပါပါတယ်အဲ့ဒီစီကံကြီး၃ရက်နဲ့သတိပြုရရှစ်ချက်လားစစ်အောင်နိုင်ရဲ့အတွက်အဓိကအချက်လို့တရုတ်တက်နေတော့ကသတ်မှတ်ပါတယ်တရုတ်နိုင်ငံကအမျိုးသားပြလိုက်တယ်မှာတွန်လိုင်းကလာတော့ကတက်နေတော့တက်သားလေသမားတယောက်ကပိဿာပေါ်မှာရေးသားထားတဲ့စီကံကြီး၃ရက်နဲ့သတိပြုရရှစ်ချက်ကိုသမိုင်းဝင်ပစ္စည်းအဖြစ်နဲ့မှတ်တမ်းတင်ထားပါတယ် ကစုံလေးတစ်လုံးနှလုံးပေါ်စားတာတောင်လူလူစန့်ကျင်ရေးလောက်ရလို့သတ်မှတ်တယ်ဆိုလို့ရှိရင်အတိအရမစစ်သားစုဆောင်တဲ့လောက်ရဟာဘလောက်လူလူစန့်ကျင်ရေးဖြစ်စေမလဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်ကစုံကိုပေါ်စားတဲ့သူကိုမုန်းတာထက်စစ်တပ်ထဲမလိုက်ချင်ပဲနဲ့အတိအရမဆွဲခေါ်တာကိုအများကြီးပို့ပြီးတော့မုန်းလိုက်မယ်ဆိုတာစဉ်းစားကြည့်ရင်သိနိုင်ပါတယ်အတိအရမစစ်သားစုဆောင်လိုက်လို့ကုတ္တဟာလောလောဆယ်မှာတော့အင်းအားပူကြည့်လာတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ရေရှည်တော်လည်းရေကြီးတကူလုံးကိုတော့ရှုံးနေသွားအောင်လုပ်တဲ့လောက်ရဖြစ်ပါတယ်အလေးနဲ့ထားပြီးတော့ထပ်ပြောပြရစီ စစ်သားအရမစူးစောင်းတာဟာပြည်သူလူထုမုန်းတဲ့လောက်ရဖြစ်ပါတယ်ပြည်သူလူထုကိုစန့်ကျင်တဲ့လောက်ရဖြစ်ပါတယ်အဲ့ဒီလောက်ရကိုလောက်ရတော်လှန်ရေးရှုံ့နှိမ့်ပါလိမ့်မယ်ဗိုလ်ချုပ်မင်းအောင်နိုင်တို့ကပြောပါတယ်စစ်မှုမထမ်းမနေရဥပဒေပြဋ္ဌာန်းတာနိုင်ငံပေါင်း80ရှိတယ်လို့ဆိုပါတယ်တခြားနိုင်ငံပေါင်း80လဲလုံနေတယ်ဆိုတာနဲ့မတရားတဲ့အလို့ဟာတရားတဲ့လောက်ရဖြစ်မသွားပါဘူးသူတို့တောင်မတရားတာလုပ်သေးတာပဲငါတို့လည်းလုပ်လို့ရတယ်ဆိုလဲစင်ချေကလည်းမမှန်ပါဘူးသူများတွေလုပ်နေလို့မှားတဲ့အရာဟာအမှန်ဖြစ်မသွားပါဘူးပြီးတော့အဲ့ဒီနိုင်ငံ80နဲ့ကျွန်တော်တို့နိုင်ငံရဲ့အခြေအနေလဲမတူပါဘူးကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့စစ်ကပြည်တွင်းစစ်ပါ ဒီတိုင်းပြည်တစ်ခုတည်းအတွက်မှာနေတဲ့လူအချင်းချင်းစစ်ခင်းနေတဲ့စစ်ပွဲပါခိုးဘက်အင်္ဂါလူကခိုးဘက်ကတိုက်ပြီးတော့ဒီဘက်အင်္ဂါလူကဒီဘက်ကတိုက်နေတဲ့စစ်ပွဲမျိုးပါတော်လိုင်းဘက်မှာအဖေကတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာသားကတိုက်နေတာမျိုးတွေရှိပါတယ်တော်လိုင်းဘက်မှာညီကတိုက်နေပြီးတော့စစ်ကောင်စီဘက်မှာအကူကတိုက်နေတာလည်းရှိပါတယ်ဒီလိုအခြေအနေမျိုးမှာလူတယောက်ကိုစစ်တဲ့အတင်းအဓမ္မဆွဲသွင်းတဲ့လောက်ရမျိုးကိုပြည်သူလူထုကပြင်းပြင်းထန်ထန်ဆက်ကျင်မှာပါပဲပြည်သူလူထုကမုန်းမှာပါပဲ အဲ့ဒါဟာတရားတဲ့အလုပ်ရလဲမဟုတ်ပါဘူးပြီးတော့တော်လိုင်းရေးအဖွဲ့အနေနဲ့ဆိုရင်လူတယောက်ကိုတော်လိုင်းရေးစိတ်သက်ရှိသလားမရှိဘူးလားမဆန်းစစ်ပဲတနက်ပြတ်တဲ့ရပြီတနက်မောင်းကလုတ်ဆွဲတဲ့ရပြီငါတို့အထက်ဝင်ခဲ့လို့အတင်းခေါ်တယ်ဆိုတာအပေါ်စားဆန်လွန်ပါတယ်အောက်တန်းကျလွန်ပါတယ်လူတွေကိုတနက်ပြတ်တဲ့ဆက်ရုပ်တွေလောက်ပဲသဘောထားနေတာပါပြည်သူချစ်ရင်ကပီးတင်ပါလိမ့်မယ်ပြည်သူမုန်းရင်စစ်ရှုံးပါလိမ့်မယ်တော်လိုင်းရေးသမားကတော်လိုင်းရေးဆန်ဆန်တွေးခေါ်လောက်ကြကြပါတော်လိုင်းရေးအမြင်တော်လိုင်းရေးအသည့်တော်လိုင်းရေးစိတ်သက်တော်လိုင်းရေးအမျှော်အမြင်ပြေဝါချမှာ တော်လှန်ရေးအောင်မြင်နိုင်မှာဖြစ်ပါတယ်။ကဲဒါတော့ဥသိမ်းပြည့်30ချက်ဖြစ်ပါတယ်နော်။သူကတော့အာဓမအာဓမပေါ့နော်စစ်သားစုဆောင်တာပတ်သက်ပြီးတော့ ဝေဖန်တာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တော်လိုက်ဘက်မှာလည်းတချို့တွေကဓာတ်မျိုးတွေရှိတယ်ပေါ့နော်ဒါပေမဲ့လည်းအခုချိန်မှာဆိုရင်တော့ဒီလိုအပ်ချက်အရာခေါ်တာမျိုးတွေလည်းရှိပါတယ်နော်အဲ့တော့မခေါ်ဘူးဆိုရင်စိတ်အရာဖြည့်တီးဖို့မလောက်ဘူးပေါ့နော်ဒါတော့စစ်တိုက်တယ်ဆိုရင်လူအသက်တွေပေးနေရဖြစ်ပါတယ်ဒါပေမဲ့လည်းလုံးဝမလုပ်ချင်တဲ့သူမျိုးကိုအတင်းဆွဲချက်တာမျိုးကလွဲလို့ပေါ့နော်ကျန်တာမျိုးကတော့ခေါ်သင့်တယ်လို့တော့ကျွန်တော်တို့ကယူဆတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့အခုချိန်မှာတိုင်းပြည်ကကျပမင်းအောင်လည်းမရမခခေါ်နေတဲ့အချိန်မှာဒီလူငယ်တွေကဒီလိုမျိုးမလုပ်ဘူးဆိုရင်လည်းပေါ့နော်အဆင်မပြေတော့ဘူးနော်အဲ့တော့လုံးဝမလုပ်ချင်လို့ ညင်းကြောက်ကညင်းတဲ့သူဆိုတော့ဒါတမျိုးပါနော်။ကျန်တဲ့လူတွေကတော့အခုချိန်မှာဆိုရင်ကိုယ့်ရဲ့တက်ဆိုင်တဲ့ဒီအဖွဲ့အစည်းတွေမှာကိုယ်လူရဖြစ်တင်ဖို့လူနေပါရနော်ဒီလိုမျိုးအားလုံးမောင်းမိပြီးတော့မတွန်းလှန်မှုဆိုရင်တော့ဒီစစ်ကောင်စီပြုတ်ကျဖို့ဆိုတာတော်တော်ကြီးကိုခေးမှဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အမြင်ကိုကျွန်တော်တုံ့တက်တာဖြစ်ပါနော်အဲ့တော့ဒီစစ်မှုသားဥဒင်းပတ်သက်ပြီးတော့တုံ့တက်ခြင်းတွေရှိရင်လည်းအောက်မှာ comment ရေးပေးခဲ့လို့ရပါနော်ကဲနောက်ဆုံးမှာတော့နော်အပိုင်ဘောမနေတယ်ဒီတကုံးမလေးတယောက်ကိုဒက်ဆော်လိုက်တယ်ကိုစီရဲ့ဗီဒီယိုဖိုင်တစ်ချက်ကြည့်လာအောင်နော် ေဒေါ်အောင်ဆန်းစုကြည်ကိုနဲ့တကွာလက်ရှိတော်နိုင်မှာပါဝင်နေတဲ့ပြည်သူတွေအားလုံးကိုစော်ကားနေတဲ့ကောင်မလေးတစ်ယောက်ကိုကျွန်တော်ဖြစ်ရှင်လို့ရှင်ပါတယ်ကြည်ပါပါကျွန်တော်တို့เนาะအောင်ဆန်းစုကြည်ကောင်းစားဖို့အတွက်နဲ့နောက်ကနေတိုက်လက်ဟောင်းနေခွေးရခွေးနေရမှာပဲရှိရတယ်အလင်းပေါ်တတ်ထိုင်မရအောင်ရှင်းလားရှင်းနေရှင်းနေမရှင်းတာကနင်း ဒေါ်အောင်ဆန်းစုကြည်ပိုင်တဲ့ကုံစုံဆိုင်တက်ဆိုင်မြန်မာပြည်မှာမရှိဘူးဒါပေမဲ့နေအမဲ့လင်စစ်ဘုတ်ချုပ်တွေမပြောနဲ့သူတို့မွေးထားတဲ့သားသမီးတွေရဲ့ကုမ္ပဏီတွေတောင်ရည်သွက်လို့မရဘူးအဲ့ဒါတွေကိုဘယ်နေအောင်တွားထားလို့နစ်စောက်လုံးမမြင်ရတာဟမ်အဲ့ဒါပြန်ကြည့်ပြန်ကြည့်ပြီးမှနှစ်ခုကိုနှိုင်းရှင်ပြီးမှဘယ်သူကတိုင်းပြည်ရဲ့เนาะကိုကျိုးစည်းဘွားရှာထားတာလဲအရင်စဉ်းစားသိလားလူများပြောတဲ့ကြားတိုင်းအမောင်တောင်မှန်းမတိလိုက်မရောင်နဲ့ တော်ဆန်းစုကြည်ဒီနိုင်ငံကနေဘယ်အရာတစ်ခုကိုကြိုးရှာထားတာရှိတယ်နေအောင်နှောင်းနဲ့နေအတီတွေကနေတိအောင်အရင်လိုက်ကြည့်ပြီးမှပြောနော်အဲ့လောက်လေးပြောမယ်ဆက်ပြောနောက်တစ်ဖက် PDF ကိုချစ်တဲ့အမေတာတမီးလေးရှိရင်ဟမ်းခဲ့ပါလား PDF ကိုထောက်ခံတဲ့ဘယ်နှယောက်ရှိလဲဆိုတာသိချင်လို့ Sorry ပဲညီလေးဘိုးတို့ကခွေးမွေးတော်ဝါတော်မှာပါ Okay ကြိုက်တယ် ကိုတို့လည်းခွေးမွေးတာဝါသနာမပါဘူးခွေးမွေးတာဝါသနာမပါဘူးအတွက်အခုခွေးတွေဘယ်နေရာမှာရောက်နေတယ်ခွေးတွေဘယ်နှကောင်တည်တယ်ဆိုတဲ့သတင်းတွေလိုင်းပေါ်မှာတက်နေတာပဲနော်အဲ့တော့ဟိတ်တိုင်းပြည်မှာခွေးဆိုတာဘုဒ္ဓကိုမြင်တယ်နော်လူ၁၀ယောက်ကိုလိုက်မေးကြည့်လိုက်ဒီတိုင်းပြည်မှာခွေးတွေတို့ပြောလိုက်ဘုဒ္ဓကိုမြင်လဲ PDF ကိုမြင်လားမင်းအောင်လိုက်ခိုင်းသမျှလုံနေတဲ့ကိုမေကိုလို့တွေကိုမြင်သလားနော်ကောင်းပါလေးစောက်စီမတောင်နဲ့အရင်လိုက်မေးနော်သူများပြောတိုင်းသူများ ဇွဇွဇွလို့တိုင်းကားမပေးနဲ့ဝင်သွားလိုက်မှာတဆုံးတိလာနော်အဲ့ဒါဘယ်ပြောတာဒီကောင်မလေးကကျွန်တော်ကြီးရတော့ကအတက်တောင်မှ20ပြည့်မှာမဟုတ်ဘူးနော်ဒါပေမဲ့ခင်ဗျားကပြောသလိုပတ်ဝန်းကျင်အတိုင်းဝိုင်းမိဘတတော်ရှိုင်းတာဟုတ်တယ်ဉာဏ်တကာရဲ့သုံးမပဲ့ပင်မှုကင်းမဲ့တဲ့အတွက်ဒီကောင်မလေးကအမှားကိုအမှန်လုပ်ပြီးမလုပ်တဲ့အလုပ်မပြောတဲ့အပြောကိုလုပ်နေတာအဲ့တော့ TikTok ဆော့ကြတယ်လူတိုင်းပြဿနာမရှိဘူး ဒါမှမဟုတ်အခုပြောလူလူခေါင်းဆောင်စော်ကားတဲ့ဒီတိုင်းပြည်မှာတော်လှန်ရေးလုပ်နေတဲ့တွေးခေါင်းတွေကိုစော်ကားတဲ့ဒါဟာတုတ်အတွက်အင်မတန်မိုက်မဲတဲ့အလုပ်အင်မတန်အန္တရာယ်ရှိတဲ့အလုပ်နော်အဲ့တော့လောကကြီးမှာခွင့်ကပြောသလိုကိုကအလုပ်တစ်ခုလုပ်တော့မယ်ဆိုကိုလုပ်တဲ့အလုပ်ပေါ်မှာကောင်းလားဆိုးလားမှားလားမှန်လားခွဲခြားနိုင်မှဒီလုပ်ကိုလုပ်တာအကောင်းဆုံးပဲသူများပြောတိုင်းအမောင်းအများကြီးအောင်လို့ရောင်းအမောင်းတောင်းမှမသိလုပ်ချင်တယ်လုပ်လို့ရှိရင်ပြန်ခံရမယ်ဆိုးကြိုးကကိုကိုမြှောက်ပေးတဲ့အတိုင်းဝိုင်းကိုကိုကိုယ်တိုင်ပဲခံစားရမှာနော်အဲ့တော့စစ်တပ်ကိုထောက်ခံတာထောက်ခံပါ နော်ဒီတိုင်းပြည်မှာငါတို့လည်းစစ်တပ်လိုအပ်တယ်ငါတို့အတွက်ငါတို့တိုင်းပြည်ငါတို့နိုင်ငံအတွက်ငါတို့လည်းအင်အားကောင်းတဲ့စစ်တပ် institution တည်လက်တဲ့စစ်တပ်ကိုငါတို့လိုချင်တယ်ပိုင်ဆိုင်ချင်တယ်ငါတို့စစ်သားတွေကိုချစ်ချစ်ခင်ခင်နေချင်တယ်ဒါပေမဲ့အဲ့လိုနေရဖို့အတွက်ဒီအာဏာရှင်တွေမရှိမှဖြစ်မှာမဟုတ်လို့အတွက်အာဏာရှင်ကိုတိုက်နေကြတာစစ်သားအလုံးတေဖို့အတွက်တော်လှန်နေကြတာမဟုတ်ဘူးဒီစစ်သားအလုံးကိုဒုက္ခပေးနေတဲ့အာဏာရှင်စနစ်နဲ့အဲ့ဒီအာဏာရှင်စနစ်ကိုမောင်းနှင်နေတဲ့လူတွေအလုံးကိုအရေးယူပြီးတော့တိုက်ခိုက်နေရတာ မှန်မယ်အဲ့တော့ကိုကိုတိုင်ကစစ်သားကိုချစ်တယ်လားတမတော်ကိုချစ်တယ်လားစစ်သားတွေနဲ့တမတော်ကိုချစ်တယ်လားအာနာရှင်နဲ့အာနာရှင်တွေအကြိုက်လုပ်နေတယ်လားအဲ့နှစ်ခုကိုပွဲပြားဆိုတာတီးဖို့လိုတယ်မျိုးစစ်သက်ထောက်ခံတဲ့လူတွေအနေနဲ့နော်စစ်သားတွေနဲ့စစ်သားကိုချစ်လို့ချင်းအဲ့ဒီစစ်သားတွေဘဝကောင်းစားဖို့အတွက်ဘဝအာမခံချက်ရဖို့အတွက်ဒီစစ်သက်ကြီးကိုနိုင်ငံကလေးစားဖို့အတွက်ဒီစစ်သက်ကစီကံပြေဝတဲ့ပြည်သူပေါ်တစ္ဆာခံတဲ့တိုင်းပြည်အတွက်ပြည်သူချစ်တဲ့ပြည်သူလက်ခံတဲ့စစ်သက်ဖြစ်ဖို့အတွက်ဝိုင်းလောက်ကမယ် ဲ့လိုမဟုတ်ဘဲနဲ့အာနာရှင်တွေပြောတဲ့မြတ်ယုံအာနာရှင်တွေခိုင်းတဲ့မြတ်လို့မှားတာမှန်တာကိုမခွဲခြားအာနာရှင်တွေပြောစကားစကားအမှန်လို့ပြည်သူကိုယံလို့ငါတို့ပြောတဲ့စကားပြည်သူကနားထောင်ငါတို့ပြောတာမှအမှန်ငါတို့လုပ်တာမှအဟုတ်ဆိုတဲ့တလိမ့်ဆန်ဝါဒအတက်တွင်းတဲ့နောက်ကိုကိုကိုတိုင်လိုက်မယ်ဆိုတဲ့ကို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 တိုင်ကမှားတဲ့လမ်းကြောင်းလိုက်နေတာကိုကိုကိုတိဖို့လို့ဒါကြောင့်မို့မတိဘဲနဲ့စက်မိုက်မယ်ဆိုရင်အဲ့ဒီဒူတီအတွက်ကအချိန်မရှိဘူးဘာဖြစ်လို့လဲ ဝင့်ဆိုတာမော်တာမလို့အော်တိုလေမကြခင်တန်တရာတစ်ပတ်အပြစ်မှနေအခုဘယ်လိုဖြစ်ပုံကြပြီနော်ဒေါ်အောင်ဆန်းစုကြီးတိုက်ခိုက်ခဲ့တဲ့လူကနေဝင်းလက်ထက်ထဲကနေဝင်းဆိုတာနေတို့အယွယ်နဲ့ရှင်လိုက်မယ်ဆိုရင်နှိုင်းရှင်လို့တော့မပြောဘူးဟိုအဖိုးအဘွားဘိုးဘေးဘီဘင်းအထိဖြစ်နေပြီနော်အဲ့တော့အဲ့ဒီအယွယ်ကစပြီးတော့နိုင်ငံပိုင်တဲ့ရုပ်တံရေဒီယို တင်းစာတွေမှာအစကြော်ညာပုံစံမျိုးထည့်ပြီးတော့ဒီအမျိုးသမီးကိုဒီစစ်ဘောင်းမီဝတ်တဲ့ဆိုတော့စစ်ဘုတ်ထုတ်ပြီးဝိုင်းတိုက်ခိုက်ခဲ့တာအဲ့ဒီအမျိုးသမီးတန်းမှားခဲ့လို့ရှိရင်အခုနင်တို့နေပြောနေသလိုဖြစ်ခဲ့ရင်ဒီနေ့ခေတ်ထိအဲ့ဒီမျိုးသမီးရဲ့ရက်တိဖို့နေတဲ့အရိုးတော်ရှာလို့မတွေ့တော့နော်အဲ့လောက်လေးပဲစဉ်းစားကြည့်အဲ့တော့တိုင်းပြည်နိုင်ငံပိုင်းတင်းစာတွေရုပ်တံတွေရေဒီယိုတွေကနေတိုက်ခိုက်ခဲ့တာဖုန်းလို့အင်တာနက်လို့ဘာမှမပေါ်တဲ့ခေတ်ထဲကတောင်မှတိုက်ခိုက်ခဲ့တာဒီနေ့ဖုန်းနဲ့အင်တာနက်တွေပေါ်တဲ့ခေတ်ထိ ဒီလိုမျိုးတိုက်ခိုက်မယ်ဆိုရင်ဖြစ်နိုင်ပါမလားဆိုတဲ့အတွေးလေးကိုတွေးကြည့်ရတယ်နော်ဒါကြောင့်မလို့ဒီနေ့ဒေါအောင်ဆန်းစုကြည်ကိုတိုက်ခိုက်နေတဲ့သူတွေဟာအင်မတန်အောက်တန်းကြတဲ့အတိယံမဲ့တဲ့အောက်တန်းစားတွေအဆင်မရှိတယ်နော်ကိုတိုက်ခိုက်တော့မယ်ဆိုရင်ငါတိုက်ခိုက်မဲ့သူဟာအရှင်းမှသူ့ကိုဘယ်သူတွေတိုက်ခိုက်ခဲ့သေးတယ်သူကဘလို့အရေးရှင်းလဲသူကသူ့ကိုတိုက်ခိုက်ခဲ့တော့ဘာကြောင့်သူကမယိုင်လဲတာလဲတွေးတင်တယ်အဲ့လောက်လေးတော့နော်အဲ့လောက်လေးလောက်မှမတွေးတတ်ပဲနဲ့ကိုကိုကိုတိကိုတက်နဲ့တိုက်ခိုက်မယ်ဆိုရင် တလိမ့်ဆန်လောက်တော့တန်ဖိုးမရှိတဲ့တူပဲဖြစ်နေတယ်။ဒါကြောင့်မလို့ပထမရွှေကူလိုပဲအပြစ်မရှိအပြစ်ရှာလာမင်းကိုခွေးအောင်လို့ရွှေလာရောင်ပြောင်မပြတ်တဲ့ထွန်းလှည့်ပင်တာနော်ပထမရွှေကူလာကိုဘလောက်ပဲဝက်တွေရှင်လူးပြီးတော့တိုက်တိုက်ပထမရွှေကူကြီးကအယောင်ပြောင်တဲ့ပြောင်လာတယ်လို့ပဲနော်ဒေါ်အောင်ဆန်းစုကြည်ကိုတိုက်တဲ့လောက်တိုက်ဒေါ်အောင်ဆန်းစုကြည်ရဲ့သူ့ရဲ့အတက်နဲ့ခန္ဓာအားလုံးဒီတိုင်းပြီးတော့ပေးထားပြီးတဲ့သူ့မှာကိုကျိုးစည်းပွားဆိုတာငယ်ရွယ်တဲ့အချိန်တောင်မထားခဲ့တဲ့လူတယောက်ကဒီလိုအယွယ်ဖြစ်မှလားစဉ်းစားလေ နော်ဒါကြောင့်မလို့ဒေါ်စန်းစုကြည်ကိုတိုက်ခိုက်နေတဲ့သူတွေအားလုံးတနာတယ်လို့ပြောတာဒါတော့ပါပဲနော်โอเคဒါကတော့ကိုစီရဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်เนาะအဲ့တော့ online ပေါ်မှာတော်လိုင်းင်းနဲ့တကွာပေါ့เนาะတော်လိုင်းင်းနဲ့ပတ်သက်ဆိုင်တဲ့လူတွေအားလုံးစော်ကားတဲ့သူတွေမှန်သမျှအားလုံးကိုဒီလိုမျိုးပြန်ပြီးတော့ဒဲဆော်ပြီးတာတော့ကိုစီလိုဖြစ်ပါတယ်เนาะတကယ်ပဲလေးစားတယ်ကျွန်တော်တို့လည်းပြောချင်တာပေါ့เนาะကိုစီလိုမျိုးစကားမတက်လို့ကိုစီကတော့တကယ်ပေါ့เนาะပြပြနေတဲ့ကိုပြောတတ်တာဖြစ်တယ်ပေါ့เนาะတကယ်ပဲလေးစားပါတယ်เนาะအဲ့တော့ဒီ line ပေါ်မှာဘောမတွေဟောင်းတဲ့အချိန်မှာဆိုရင်အများနဲ့ပဲခုလိုမျိုးတက်တက်ပြောပြတာလည်းတကယ်ပဲချစ်စွတ်တင်ပါတယ်เนาะ ဟုတ်ကဲ့ဒီညအတွက်သတင်းဗီဒီယိုဒီလောက်ပဲဖြစ်ပါတယ်အစာအဆုံးချိန်ပေးကြတဲ့မိဘပြည်သူရောက်စီတိုင်းကိုထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့အချမ်းဖတ်မင်းအောင်လိုက်စစ်ပေးငလင်ပေးဘေးရင်တွေပေါင်းစုံမှာကင်းလွတ်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ